။အီယော်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိကျေးရွာတွေကပြည်သူတွေအနေနဲ့ထောက်ခံစာပါမတာဈေးဝယ်ယူခွင့်ရှိတယ်လို့သိရှိရပါတယ်။ဈေးဝယ်ယူခွင့်ထောက်ခံစာမှာရက်စွဲနဲ့ပစ္စည်းအမျိုးအမည်အရေအတွက်တွေပါအတိအကျပြောပြီးတော့မှထောက်ခံပြုလုပ်ပေးနေတာဖြစ်ပါတယ်။ငတိုင်းချောင်းမြို့ကိုကုန်းလန်းကနေဈေးလာဝယ်တဲ့အခါစစ်သားရဲပြည်သူစစ်တွေကဂိတ်တိုင်းမှာတာပြီးစစ်တာကန်နာစိတ်မှာအတင်းကျပ်ဆုံးပဲလို့ငတိုင်းချောင်းမြို့နေဒေသခံတူက ERI Times ကိုပြောပါရတယ်။ နိုင်ငံသားစီစီရေးကပ်ပြားအမှတ်နဲ့တွားရောက်ဝယ်ယူမဲ့မြို့နယ်မဲကိုပါအတိအကျစည်ရင်ပေးမှသာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုအဖွဲ့ကထောက်ခံစာပြုလုပ်ပေးတယ်လို့ဒေသခံတွေစီကသိရပါဗျ။ငတိုင်းချောင်းကန္နာစိတ်မှာရဲမိသက်အုတ်ချုပ်ရေးမှုအဖွဲ့တွေနဲ့ပြည်သူစစ်တွေကပါပြည်သူတွေကိုစစ်ဆေးရေးတင်းကျပ်နေတယ်လို့သိရှိရပါတယ်။ ရေကြီးမြို့နယ်ရေနသာစစ်ဆေးဂိတ်မှာလဲစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးအဲ့ဒီစစ်ဆေးဂိတ်မှာကုန်းမြင့်တိုက်နယ်ခြေပါအုပ်စုတွေကိုဝင်ရောက်လိုပါကဒေသခံတွေကတော့ဝင်ကွင်းပြုထားပြီးအပြင်လူတွေကိုတားဆီးစစ်ဆေးကဝင်ကွင်းမပြုတော့ဘူးလို့သိရှိရပါတယ်။စစ်ကောင်စီကရေကြီးအမြောက်တက်အမတ်တ3လေးတိုက်ခိုက်ခံရချိန်မှာရေကြီးမြို့ဝင်ထွက်တွေကိုစီစစ်တင်းကျပ်ကတားမြင့်ပိတ်ပင်မှုတွေလှုပ်ဆောင်လာတာဖြစ်ပါတယ်။